ရွှေဆိုင်တွေအနေနဲ့တယံဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝင်ကြီးဌာနကထုတ်ပေးတဲ့ဘောင်ချာနဲ့သာရွှေရောင်းဝယ်ပြုလုပ်ရတော့မယ်လို့ရွှေလုံငန်းလုပ်ကိုင်သူတွေထံကသိရပါဗျ။အရင်ကအသုံးပြုခဲ့တဲ့ရွှေဆိုင်နံပါတ်ရေးရေးသားထားတဲ့ဘောင်ချာတွေအစားဝင်ကြီးဌာနကထုတ်ပေးတဲ့ဘောင်ချာတွေနဲ့သာရောင်းဝယ်ပြုလုပ်ရတော့မှာဖြစ်ပါတယ်။စိုင်းနံပါတ်သုံးထားတဲ့ဘောင်ချာအစားဝင်ကြီးဌာနကထုတ်ပေးတဲ့ဘောင်ချာကိုပဲသုံးရတော့မှာပါ။ အထည်ပဲရောင်ရောင်အတုံးခဲပဲရောင်ရောင်ဒီပေါ့ချတမျိုးပဲ၃ရောက်မှာလို့ရွှေဆိုင်လုပ်ငန်းရှင်တို့ကပြောပါရယ်ရွှေရောင်းဝယ်ရေးလုပ်ငန်းလုပ်ကင်သူတွေအနေနဲ့တက်တက်ထုရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားရမှာဖြစ်ပြီးလိုင်စင်ကျတဲ့အချိန်မှာအစိုးရဝန်ကြီးဌာနကထုတ်ပေးတဲ့ပေါ့ချကိုပါတဘာရင်ရောင်းချပြီးမှာဖြစ်တယ်လို့သိရပါရယ်အစိုးရပေါ့ချမှာရွှေဆိုင်အမည်ရွှေရောင်းသူဝယ်သူအမည်မှတ်ပုံတင်အမှတ်နေရက်လိပ်စာဖုန်းနံပါတ်စာရတွေကို ဖြည့်သွင်းရမှာဖြစ်ပါရယ် ဓာပြင်ရွှေအမျိုးအစားစေနှုံပစ္စည်းအမျိုးအမည်ကြားသင်ငွေလက်ခအရောအတွက်အခွန်စားတာတွေကိုလည်းဖြည့်သွင်းရမှာဖြစ်တယ်လို့သိရပါဗျ။ရွှေရောင်းဝယ်ပြုလုပ်ရမှာနေ့စဉ်သတ်မှတ်ရည်ညွှန်းစေနဲ့ရောင်းချရမှာဖြစ်ပြီးသတ်မှတ်ဈေးကန်းတွေကိုမလိုက်နာပါကရေးယူခံရမှာဖြစ်ကြောင်းတင်ရစာသားနဲ့သမောင်းဝပဝင်းကျင်ထိန်းသိမ်းဝင်ကြီးဌာနကထုတ်ပြန်ထားပါဗျ။